ဒီဖြစ်ရဟာမရာဂတ်စကာအစိုးရကိုအမြဲချောက်လန့်နေမဲ့တုံလုံးစရာအချိန်တစ်ခုဖြစ်လာနိုင်ပါတယ်။အတည်ပြုထားတဲ့ရုပ်သံတစ်ခုမှာရဲတအုပ်ကနှိမ်နှင်းမှုတွင်အမျိုးသမီးတူရဲ့စပင်ကိုမီးရှို့နေတာကိုတွေ့ရပါတယ်။စနားပြသူတွေကအာနာပိုင်တွေအကျင့်ပြတ်ချစားမှုစုံမျိုးပေါက်ပေါ်စနစ်နဲ့လူဦးရေရဲ့80ရာခိုင်နှုန်းကျော်စင်းရဲမွေးတင်မှုကိုမဖြေရှင်းနိုင်ဘူးလို့စွပ်စွဲနေကြပါတယ်။အခုဆိုရင်2009ခုနှစ်ကတက်လာတဲ့တမရအန်ဒရီရာဂျိုလီနာကိုအာနာရောက်အောင်ကူညီပေးခဲ့တဲ့ စစ်တပ်ရဲ့ကက်ပ်ဆက်တပ်ဖွဲ့ကစစ်သားတွေပါဆန္ဒပြသူတွေဘက်ကပါဝင်လာပါတယ်စစ်သားတွေရဲတွေအားလုံးစီလုံးကြပါစို့ငွေအတွက်နဲ့ကျွန်တော်တို့ရဲ့မိတ်ဆွေတွေညီကုံမော်တော်မတွေကိုပြစ်ခတ်ဖို့လက်ထိုးတာမျိုးလက်မခံကြပါနဲ့ကျွန်တော်တို့ကပြည်သူတွေပါပြည်သူတွေစီကိုပြန်သွားကြပါဒီကြညာချက်ကအွန်လိုင်းမှာပြန့်နှံ့သွားပြီးတခြားလုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုပါတရားမဝင်တဲ့မိတ်တွေကိုမလိုက်နိုင်ကြဘူးတိုက်တွန်းထားပါတယ် ာနာသိမ်းမှုတွေအာနာအပြောင်းလဲတွေမကြာခဏဖြစ်ပေါ်ခဲ့တဲ့မဒါဂတ်စကာနိုင်ငံမှာစစ်တပ်အတွင်းကနေပုံပွင့်လင်းလင်းတော်လှန်လာတာဟာရှားပါတဲ့ဖြစ်ရပ်တစ်ခုပါပဲ။လုံခြုံရေးတပ်ဖွဲ့တွေကတော့လူစုခွဲဖို့မျက်ရည်ရိုးပုံးတွေရဘာကြီးစံတွေနဲ့မီးစေးပုံးတွေပစ်ခတ်ခဲ့ပါတယ်။သူတို့ကကျင့်ပြတယ်အရေးချင်းမရှိဘူး။ဒါကြောင့်ကျွန်တော်တို့ဂျန်စီတွေကစီးယုံနေတာပါ။သူတို့အိတ်ကတ်တွေကိုပဲဖြည့်နေတဲ့လူကြီးတွေဖယ်ရှားလိုက်ပါ။လူငယ်တွေကိုလမ်းပွင့်ပေးပါ။ တမရရာဂျူလီနာကတင်းမာမှုတွေကိုရှော့ချဖို့အတွက် သူ့ရဲ့အစိုးရကိုဖြတ်သိမ်းပြီးစစ်ဗိုလ်ချုပ်ရူဘင်ဆာဗစ်ဆန်ဘိုကိုဝန်ကြီးချုပ်ဖြစ်ခန့်အပ်ခဲ့ပါတယ်။ဒါပေမဲ့ဂျန်စီမာရာဦးဆောင်တဲ့လူငယ်လူရှားမှုကတမရရာဂျူလီနာကိုယာရိုးကနှုတ်ထွက်ပေးဖို့တောင်းဆိုရင်းဆွေးနွေးမှုမှန်သမျှကိုပယ်ချခဲ့ပါတယ်။ စစ်သားတွေကဆန္ဒပြသူတွေဘက်မှပါဝင်လာပြီးစစ်တပ်ပြိုကွဲမှုကိုစိုးရိမ်ပူပန်မှုတွေကြီးထွားလာကြပါတယ်။ဒီအချိန်တွေကြောင့်ပြည်သူများပြားဟာအထိတ်ကလိုအာဏာသိမ်းမှုတွေနဲ့မငြိမ်သက်မှုတွေထပ်ဖြစ်လာမှကိုစိုးရိမ်နေကြပါတယ်ခင်ဗျာ။